တုတ်တန်ကျန်အခန်းကြီး၃အခန်းငယ်၅ကိုကြည့်ကြရအောင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ကိုညာကိုအမိမပြုနဲ့တွားလျရရ၌ထာဝရဘုရားကိုမျက်မှောက်ပြုလို့တို့ပြုလျင်တင်းဤလန်ခီတို့ကိုပဲ့ပြင်တော်မူမည်အခန်းငယ်ခုနှစ်ကိုဆက်ကြည့်ကြရအောင်။ငါသည်ပညာရှိဤဟုကိုယ်ကိုမထင်နှင့်။ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်တော့ တို့ပြုလျင်တင်းဤအကျော်တို့သည်အာတန်၍အယိုးတို့သည်ချင်းစီနှင့်ပြည့်စုံကြလိမ့်မည်ကျွန်တော်တို့ကောင်းကင်ကိုမတွားခင်အထိပညာရဲ့အကူအညီလိုအပ်တဲ့အခြေအနေများကြီးရှိပါလိမ့်မယ်တခါတလေမှာစာတန်ရဲ့တားဆီးနှောက်ယှက်မှုညှဉ်းပန်းနှိပ်စက်ခြင်းနဲ့အခက်အခဲမျိုးမျိုးကြားမှာဒါကဖျားသခင်ရဲ့ဖုံးတော်ကိုထင်ရှားစေတဲ့နိလန်းလားဆိုတာကိုမသိပဲလဲလေသွာလာရင်လမ်းပြောက်သွားတတ်ပါတယ် ဒါကြောင့်တမန်ကျမ်းစာဟာသွားလျာရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလော့တို့ပြုလျင်သင်ဤလမ်းခရီးတို့ကိုပဲ့ပြင်တော်မူမည်လို့ဖြေပေးထားပါတယ်။ဒါကြောင့်ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့တမီးကဘဝလန်းအတက်လန်းနဲ့ထာဝရအတက်လန်းစီကျွန်တော်တို့ကိုပို့ဆောင်ဖို့အတွက်အမြဲတမ်းဉာဏ်ပညာပေးတယ်ဆိုတာကိုယုံကြည်ပြီးသိဖို့ပဲလိုအပ်ပါတယ်။ အဲ့ဒီလိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ဟာကောင်းကြီးရှိတဲ့အတ္တတာကိုအမြဲတမ်းထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။သုတ်တန်ကျမ်းအခန်းကြီး2ပထဲမှာကျမ်းပိုက်တစ်ပိုက်ထပ်ရှာကြည့်ကြမလား။သုတ်တန်ကျမ်းအခန်းကြီး2အခန်းငယ်တကူကြည့်ကြရအောင်။နတ်သားတင်းဒီပညာစကားကိုနားထောင်၍စေတနာစိတ်နှင့်ဉာဏ်ကိုရှာဖွေသည့်တိုင်အောင် ငါစကားကိုနားခံ၍ငါပညာတို့ကိုကိုယ်ထဲ၌တွင်းမိလင်၎င်းသိပ္ပံအတက်ကိုခေါ်၍ဉာဏ်နောက်သို့အတန်ကိုလွင့်လင်၎င်းငွေကိုရှာတတ်တကယ်သူပညာကိုရှာ၍ကွက်ထားသောဗန္နာကိုစူးစမ်းတတ်တကယ်သူဉာဏ်ကိုစူးစမ်းလျင်၎င်းထာဝရဖရာကိုကြောက်သောသဘော၌ကျင်လည်၍ဖရာသခင်ကိုတည်သောဉာဏ်နှင့်ပြည့်စုံလျင်အကြောင်းမူကားထာဝရဖရာသည်ပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်သည် နှုတ်ကပတ်တော်အဖြစ်သာဖြစ်တတ်၏။ဖြောင့်မတ်သောသူတို့ဖို့ပညာရတနာကိုမှန်ကန်ပြည့်စုံသောဉာဏ်ကိုတူထားတော်မူ၏။တရားသဖြင့်ကျင့်သောသူတို့ကို꿰ကားတော်မူ၏။မိမိတန်ရှင်းသူတို့သည်တရားလမ်းကိုစောင့်ရှောက်မိအကြောင်းသူတို့၏လမ်းခီးကိုလုံခြုံစေတော်မူ၏။ကျေးဇူးတော်ကြောင့်တင်သည်ဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလစ်လူစွာဆုံးဖြတ်ခြင်းမှစ၍ကောင်းသောလမ်းရှိသမျှတို့ကိုတည်နာလေလိမ့်မည်။ ပညာသည်တင်းနှလုံးထဲသို့ဝင်၍တင်းသည်တိကျခြင်းနာမွေးလျော်သောအခါကျွန်တော်တို့ဟာကိုယ်ပိုင်ဉာဏ်ပညာဒါမှမဟုတ်ကိုယ်ပိုင်တွေးတွေကိုအာမကိုပဲဖရာသခင်ရဲ့ဉာဏ်ပညာကိုရှာဖွေပြီးမှန်ကန်တဲ့ယုံကြည်ခြင်းလမ်းကိုရှောက်လန်းတဲ့သူတွေဖြစ်လာကြရမှာဖြစ်ပါတယ်။항상나아갈수있는여러분과제가반드시되어야되겠습니다.